တုံးခင်ဆိုရတိုင်းပဲအထူကြီးပေါ့နော်ပိုက်စားလိုက်တာ Hello ဟုတ် the food display ကလာမသိဘူးရှင့်ဝက်တုံးခင်ငါထုတ်လောက်มาခြင်းလို့ပါလိမ့်စာက the food place ကပါစလီလာပို့ရပါရှင့် အားပါရပဲပါချင်နေပြီဝါသုံးလိုက်အစီတစ်ထပ်အခောက်တစ်ထပ်အသားတစ်ထပ်ဆိုတာဒါပဲဟုတ်ရှယ်ပဲမိရသုံးထပ်သားဆိုရင်တို့ကျွတ်ကျွတ်ကလေးကိုကြိုက်တယ်ဟိုကကိုရီးယားဆန်ဆန်လေးပေါ့နော် သူဒီဝက်သုံးကင်ရဲ့အသက်ကွာဒီလိုမျိုးအသုံးလိုက်ကြီးကိုအရင်ကင်မယ်ကင်ပြီးရင်ဒီလိုနည်းနည်းလေးကြက်ပြီဆိုရင်ဒီလိုမျိုးကိုစားမဲ့ byte size ပေါ့နော်တကိုက်စာအသုံးလေးတွေပြန်ပြီးတော့ညက်ပါမယ်ဝတိဆိုဂျူလေးနဲ့ကင်မချီလေးနဲ့တွဲလိုက်ရင်တော့ဘာပြောကောင်းမလဲဒီသုံးဆိုရင်အသားတွေကြီးပဲကဲ okay. ားပါတော့မယ်။စားအများကြီးပြောမနေတော့စားပဲစားလိုက်တော့။ဟင်း။ရအကင်စားရင်တက်တုံဖြူသားရတိုက်တယ်။တုံးထက်တာကင်စားမယ်ဆိုရင်ဒီလိုမျိုးဆက်ဆက်ရွက်နဲ့တက်တုံဖြူကမပါမဖြစ်အရန်လိုက်တယ်။အတုံးတုံးတုံးကိုမနှဲတာ ਈ မဟုတ်သူက သားပါတဲ့စီပါတဲ့အခောက်ပါတဲ့အဲ့တော့ပါဇက်ထဲမှာဝါလိုက်တာနဲ့တလွယ်ပြီးတလွယ်အဲ့လိုစိန်ထွက်သွားတာပေါ့နော်အသားနဲ့ထားတဲ့အရာတာကလုံးဝကွက်တီပဲချွချိုလေးနဲ့ဘာမှထက်လိုက်စရာမလိုဘူးအထုပ်ကလေးဖောက်ပြီးအိုးပေါ်တင်ပြီးတော့နှီးလိုမျိုးပဲစားလိုက်ရုံပဲอืมဖူရောကြည့်ချင်တယ်ကြည့်မယ် ြောင်းနည်းနည်းလေးပေါ့ရပါတော့နော်နင်းကြွဆိုရင်တော့ဒီမကြီးချင်လေးကိုကိုကြိုက်တယ် The food display မှာကတို့မျိုးအချင်ဘူးလေးတွေဝယ်လို့ရတော့ကိုယ်တိုင်ပါမှလုပ်ဆရာမလို့တော့ဖူးလေးတင်လိုက်ပါမယ်ဒီဒီနေ့စပြရပါလေရတော့ The Food Display ရဲ့နောက်ဆုံးအစ်စ်ထွက်ထားတဲ့မီနူးဖြစ်တဲ့ဝက်အသားတုံးမီနူးလေးဖြစ်ပါတယ် ဒီ brand လေးကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်ကြမယ်လို့ထင်ပါတယ်။နီးနဲ့လည်းမကြာခဏတွဲမြင်ရတဲ့ brand လေးတစ်ခုဆိုရင်လည်းမမဟုတ်ပါတော့။ The food display က local brand လို့ပြောပေမဲ့တရက်တက်ထုတ်ပို့မှုပုံစံနဲ့အရတာကောင်းမွန်တဲ့လက်ဆက်တဲ့အသားတွေကြောင့်မို့လို့လူငယ်တွေရောလူကြီးတွေရောကြားထဲမှာလူကြိုက်များပြီးတော့နာမည်ကြီးပါတယ်။ ီ brand လေးကဆိုရင် local brand လေးဆိုပေမဲ့ local brand လို့မထင်ရလောက်အောင်ကိုအပြင်ပိုင်းကြည့်လိုက်တာနဲ့တင်ဒီတို့ branding လေးတွေတခြားလောက်ထားတာတွေ့ရတယ်တက်ရက်ပြီးတော့လှပါတယ် packaging ပုံစံလေးရဲ့ပြီးတော့အထဲမှာသုံးထားတဲ့အသား quality နဲ့ ingredient တွေအားလုံးကိုလည်းလက်ဆက်တန့်ရှင်းတဲ့ ingredient တွေကိုပဲသုံးပေးထားတာဖြစ်တဲ့အတွက်သိချလက်ချစားလို့ရပါတယ်အခုလိုမျိုးမီနူးအစ်စ်ကလေးတွေဆိုရင်လည်းအများအားထွက်လာတာကိုတွေ့ရပါတယ် ကဲဒီနေ့ညီစားပြသွားတာတွေကတော့ The Foodies Play ရဲ့နောက်ဆုံးအသစ်ထုတ်ထားတဲ့ဝက်အသားတုံးပေါ့နော်ဝက်သုံးကင်မီနူးလေးဖြစ်ပါတယ်။ TF မှာကဒီလိုမျိုးဝက်သုံးကင်မီနူးတင်မဟုတ်ဘဲနဲ့ကြက်ဝက်အမဲတခြားမီနူးတွေအများကြီးကိုအရတာမျိုးစုံနဲ့ရွေးချယ်ပြီးတော့မာယူလို့ရပါတယ်။ဒီလိုမျိုးအိမ်မှာဘိုက်စာလို့အသားကင်လွယ်လွယ်ကူကူစားချင်တာပဲဖြစ်ဖြစ်တငယ်ချင်းတွေနဲ့စုပြီးတော့ဘာဘီကျူးပါတီလုပ်ချင်တာပဲဖြစ်ဖြစ်အရန်လွယ်ကူပဲပေါ့နော်။ဒီကတော့ဆက်စားလိုက်ပါဦးမယ်ရှင်။ဗီဒီယိုလေးစုံနေကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်။ 有算曬呢啲貼士，八字，拜拜。